ဒီလိုလူရှင်ညာနေတကွဓမ္မမေဆွေများအားအနုမောဒနာတရားလေးဖြင့်အကုတုတရားတွေထဲကအနုတ္တပအကြောင်းကိုဟောကြားပေးမှာဖြစ်တယ်တတဝါတွေဟာမကောင်းတဲ့စကားတွေ ပြော မကောင်းတဲ့အလုပ်တွေကိုလုပ်မကောင်းတဲ့အတွေ့အကြုံကိုတွေးပြီးတော့အပယ်လေးပုံကိုပွားကြရတယ်မကောင်းတာတွေပြောတယ်မကောင်းတာတွေလုပ်တယ်မကောင်းတာတွေတွေးတယ်ဆိုတာမောဟဖုံးလွှမ်းနေလို့ဖြစ်တယ်အကြောင်းနဲ့အကျိုးလည်းမမြင် ကုသိုလ်အကုသိုလ်လည်းမသိအမှန်နဲ့အမှန်နဲ့မခွဲခြားနိုင်အဲ့လိုမောဟရဲ့ပိတ်ဖုံးထားမှုကြောင့်တတဝါတွေဟာမပြောတဲ့နာတွေပြောပြီးဂုဏ်ယူကြတယ်တချို့ဆဲဆိုပြီးတော့ဂုဏ်ယူကြတယ် သူများတက်ကိုတက် သူများဥစ္စာကိုခိုးသူများသားမယားကိုစော်ကားပြီးတော့ခုံယူကြတယ်အဲ့ဒါမောဟကြောင့်ပဲအဲ့တော့မကောင်းမှုတွေပြုလုပ်တဲ့အခါမှာမောဟသည်ခေါင်းချုပ်လို့ပြောရတယ်ဒါပေမဲ့သူ့တသက်တော်မဟုတ်ဘူး သူနဲ့အတူတွဲပြီးပါလာတာကအာဟိရိကအချက်မဲ့လားအချက်တရားမရှိဘူးအနတ်တပအကြောက်တရားမရှိဘူးစပေတမ်းမှာဥပမာပေးထားတယ်အာဟိရိကကိုဘာနဲ့ဥပမာပေးလဲဆိုတော့မစင်ပုတ်နဲ့ဝက်ဥပမာ ဝတ်တွေဟာနန်းစုံနေတဲ့အညစ်အကြေးမစင်ပုတ်တွေကိုကြိုက်တယ်မစင်တဲမှာလူးနေရတာကို ပြောတယ်အဲ့တော့မကောင်းမှုဒုစရိုက်တွေဟာမစင်ပုတ်နဲ့တူတယ်အဟိရိကအချက်မဲ့တဲ့ပုဂ္ဂိုလ်ဟာမစင်ကိုကြိုက်တဲ့ဝတ်နဲ့တူတယ်ပေါ့အဲ့တော့အချက်တရားကင်းမဲ့နေတဲ့သူတွေဟာ မကောင်းတဲ့စကားတွေကိုမြင်ရင်ချက်ရင်အာရပါရပြောကြတယ်မကောင်းတဲ့အလုပ်တွေကိုအာရပါရလုပ်ကြတယ်မကောင်းတဲ့အတွေးတွေကိုအာရပါရတွေးကြတယ်မစင်ပုဂ္ဂိုလ်ဝက်ကြိုက်တယ်လို့ပဲအချက်တရားကိမဲ့တဲ့လူပိုက်တွေဟာမကောင်းမှုတွေကိုအာရပါရလုပ်ကြတယ် ။နောက်အနောတ္တပအတွက်ဥပမာကြတော့ပိုးဖလံမျိုးမီးကိုတို့ကိုကြိုးနဲလာပြီ။မီးဆိုတာပူလောင်တယ်။ဒါပေမဲ့ပိုးကောင်တွေကအဲ့ဒီမီးကိုဝင်တိုးကြတာပဲ။မီးကိုဝင်တိုးပြီးတော့သေးတာပဲ။ ဖျောင်းတိုင်းမီးထွန်းလိုက်တယ်စီမီးလေးထွန်းလိုက်တယ်ပိုးကောင်လေးတကောင်မီးတကောင်တကောင်မီးတကောင်မီးပုံကြီးကိုဝင်တိုးကြတယ်ဖျောင်းတိုင်းမီးကိုဝင်တိုးကြတယ်စီမီးကိုဝင်တိုးကြတယ်သေးတာပဲအဲ့တော့မီးဒီမကောင်းမှုကိုတင်စားပြောတာပိုးကောင်တွေဟာအနုတ္တပအကြောက်တရားကင်းမဲ့နေတဲ့လူကို တင်စားပြောတာ အဲ့တော့အကြောင်းတရားကင်းမဲ့နေတဲ့သူသည်ပူကောင်းနေတဲ့တူတယ်မိသည်မကောင်းမှုတွေသည်မိကောင်းနေတူမိနေတဲ့မိနဲ့တူတယ်အဲ့တော့မိနဲ့တူတဲ့မကောင်းမှုကိုပိုးဖလန်နဲ့တူတဲ့လူမိုက်တွေအကြောက်တရားကင်းမဲ့တဲ့သူတွေဟာအာရပါရဝင်တိုးကြတော့တာပဲเนาะ အကြောက်တရားကိမ့်မဲ့နေတဲ့တ ত্ত্ব ဝါတွေမကောင်းမှုကို အာရပါရလုပ်ကြတယ်။ဒါကြောင့်အချက်မရှိတဲ့သူအကြောက်တရားကိမ့်မဲ့တဲ့သူတွေမလုံရဲတဲ့အကုသိုလ်မရှိဘူးမပြောရဲတဲ့စကားမရှိဘူးဆဲဖို့လည်းဝမလေးဘူးလူသက်ဖို့လည်းဝမလေးဘူးသူတို့မှာအချက်တရားအကြောက်တရားကိမ့်နေတာကိုဒကာဒကာမများတတိပြုရမယ်နော် မကောင်းမှုတွေမှာပျော်မွေ့နေပြီဆိုရင်မစင်ပုဂ္ဂိုလ်ကြိုက်တဲ့ဝတ်နဲ့တူပြီလို့မှတ်လိုက်တော့ကိုကိုကိုသုံးသက်ဖို့ပါနော်တရားတွေနားတယ်တရားစာတွေဖတ်တယ်ဆိုတာကိုတိထားတဲ့အတိနဲ့မိမိကိုကိုပြုပြင်ဖို့ဖြစ်ပါတယ်ဘုသူကိုလိုက်ပြောဖို့ဒီသူကိုလိုက်ပြောဖို့မဟုတ်ဘူးအများစုကတရားနာရင်စာဖတ်ရင် ုကကိုပြန်မသုံးသက်ဘူးသူများကိုလိုက်ကြည့်တယ်အဲဘယ်သူကတော့ဘလို့ဘယ်သူကတော့ဘလို့ကိုနာထားတဲ့တရားကြီးကိုအတွက်မဟုတ်ပဲနဲ့သူများအတွက်ဖြစ်နေတယ်တကယ်တော့တရားနာတယ်စာဖတ်တယ်ဆိုတာကုကကိုဆင်ရှင်ဖို့ပါကုကကိုသုံးသက်ဖို့ပါတရားနာရင်နာရင်နဲ့ကုကကိုသုံးသက်ပါဘေးနာကလူတွေမကြည့်နဲ့သူများကိုမကြည့်နဲ့ တချို့ကအလိုတရားနာရင်စာဖတ်ရင်းနဲ့သူများကိုပြည့်ပြည့်မြင်တယ်တရားနာရင်ကိုယ့်ကိုယ်ကိုမမြင်ဘူးသူများကိုပြည့်မြင်တယ်အာဒီတရားတော့ဘုသူကိုထိပြီဟဲ့ဆိုတော့ဒီစာကတော့ဘုသူကိုထိပြီဆိုတော့ကိုယ့်ကိုယ်မမြင်ဘူးပေါ့နော်သူများကိုပဲပြည့်ပြည့်မြင်ကြတယ်အဲ့လိုပုဂ္ဂိုလ်တရားမကြည်ပေါ်နိုင်ဘူးမတွတ်တတ်နိုင်ဘူးဒါကြောင့်စာဖတ်တိုင်းဖတ်တိုင်းတရားနာတိုင်းနာတိုင်းသူများကိုပြေးမမြင်နဲ့ကိုယ့်ကိုယ်ပဲမြင် ငါဘာလို့နေလဲငါဘာကိုပြင်ရမလဲကိုကကိုပဲတုံ့တက်ပါစဉ်းကျင်ပါเนาะအေးကောင်းပြီအဲ့တော့မကောင်းမှုတွေကိုနှစ်သက်နေတဲ့သူဒီမစင်ပုဂ္ဂိုလ်ကြိုက်တဲ့ဝက်နဲ့တူတယ်လို့မှတ်လိုက်အဟိရိကအချက်တရားမဲ့တဲ့သူဒီဝက်နဲ့တူတယ်အနုတ္တပအကြောက်တရားကင်းမဲ့တဲ့သူဒီမကောင်းမှုတွေလောက်အောင်ပါကိုကြောက်ရကောင်းမှန်းတော့မသိဘူး အဲ့ဒီပုဂ္ဂိုလ်ကပိုးဖလန်နဲ့တူတယ်မိဘုံကိုဝင်တိုးတယ်ပိုးဖလန်နဲ့တူတယ်မကောင်းမှုတွေဟာတကယ်တော့အလုံးကြောက်စရာကောင်းတယ်မကောင်းမှုတွေဟာကြောက်စရာကောင်းတယ်ဘလို့မကောင်းမှုတွေဟာကြောက်စရာကောင်းတယ်လဲဆိုတော့မကောင်းမှုတွေလုပ်တဲ့ပုဂ္ဂိုလ်တွေဘေး၄မျိုးတွေ့တတ်တယ်ပေါ့ မကောင်းမှုလုပ်တဲ့ပုံကိုယ်တွေကဘေးလေးမျိုးတွေ့တတ်တယ်။နံပါတ်1ကအတ္တ ानु ဝါဒဘေးလို့ခေါ်တယ်။အတ္တ ानु ဝါဒဘေးဆိုတာမိမိကိုယ်ကိုဆွဆွဲတာမိမိကိုယ်ကိုမတည်ညုံဘူး။မကောင်းမှုကိုလုပ်ထားတဲ့ပုံကိုယ်တွေကိုယ့်ကိုယ်ကိုအပြည့်ဆုံး ငါမကောင်းမှုလုပ်တာကိုဘယ်သူမှမသိပါဘူးလို့ထင်တယ်။ဒါပေမဲ့ကိုယ့်ကိုယ်ကိုတော့သိနေတယ်။ပုံဝင်ခြင်းကကိုယ့်ကိုလူကောင်းလို့သတ်မှတ်ထားတယ်။လူတော်လို့သတ်မှတ်ထားတယ်။အတူဟာလူကောင်းပဲ၊သူဟာလူတော်ပဲ။ဒါပေမဲ့ကိုယ်ကောင်းလားမကောင်းလားကိုယ်တော်လားမတော်လားကိုကိုယ့်ကိုယ်ကိုအတိဆုံးကိုယ့်ကိုယ်ကိုမကြည့်ညိုဘူး။သူများမသိအောင်မကောင်းမှုတွေလုပ်ထားတဲ့သူဟာ ကိုကိုကိုတော့သိနေတဲ့ခါကြတော့အဲ့ဒီမကောင်းမှုတွေကိုတတိယတိုင်းတတိယတိုင်းကိုကိုကိုအပြစ်တင်နေတယ်ဒီလိုလောက်ရကောင်းလားဒီလိုပြောရကောင်းလားကိုကိုကိုမကြင်ညိုဘူးအဲ့ဒါဟာအတ္တနုဝါဒဘေးလို့ခေါ်တယ်ကိုကိုကိုမကြင်ညိုဘူးတွေးမိတိုင်းတွေးမိတိုင်းစိတ်ဆင်းရဲရတယ်တခါတော့ကယောတရွာမှာ အယသမားတယောက်ရှိတယ်အဲ့ဒီအယသမားကရွာထဲကမြို့သမီးလေးတူကိုအတ္တမပြုကျင့်ပြီးတော့တပ်ပလိုက်တယ်ပြီးအလောင်းကိုလက်စဖြောက်လိုက်တယ်ပေါ့ဘသူမှမသိဘူးတင်ရွာလုံးမသိဘူးကလေးမလေးပျောက်သွားတာပဲသိတယ်ဘလို့ပျောက်သွားတာလဲဘမမှချလို့မရအောင် အလောင်းကိုလုံးဝလက်စဖြောက်ပလိုက်တယ်အဲ့တော့အဲ့ဒီမကောင်းမှုကိုလွန်ကျူးတဲ့အဲ့ဒီငမူးဟာမကောင်းမှုလွန်ကျူးတဲ့အချိန်မှာသူ့မှာအချက်တရားတွေအကြောက်တရားတွေကင်းမဲ့တယ်သူများရဲ့သမီးပြို့ကိုဖြက်စည်းတာဟာချက်စရာကောင်းတယ်ကြောက်စရာကောင်းနေဆိုတဲ့အပီးသူ့မှာမရှိဘူး။ဟီရီအော်တပါလေးကင်းနေတော့ မကောင်းမှုကိုလွန်ကျူးတဲ့အခါမှာပျော်ပျော်ရွှင်ရွှင်အားရဝမ်းသာနဲ့လွန်ကျူးတယ်။ပြီးရင်ကိုယ့်ကိုယ်ကိုဟုတ်လာပြီပေါ့ဘယ်သူမှမသိဘူး။ဒါပေမဲ့သူ့ကိုယ်သူသိနေတယ်။ကြီးမားတဲ့ဒုစရိုက်တစ်ခုကိုလွန်ကျူးထားတာဖြစ်တဲ့အတွက်ကြောင့်လက်ပြမလုံဘူးပေါ့။စိတ်မလုံ။မကြာခဏအဲ့ဒီအာယုံတွေကပြန်ပြန်ပေါ်လာတယ်။ လူသက်မှုပုံရိပ်တွေအတ္တမချင်းမှုပုံရိပ်တွေကမကြာခဏအာယုံထဲမှာပေါ်ပေါ်လာတယ်။အိမ်မက်တွေလည်းမတ်ပြီးတော့မကြာခဏလန့်လို့တယ်။စိတ်ထဲမှာစွဲနေတာပေါ့နော်။ညခုနကပြောတယ်အတ္တနုဝါဒဘေးသူများမသိပေမဲ့ကိုယ်ကိုယ်ကိုသိတယ်လေ။အဲ့ဒီငမူးကစာလုံးလည်း မဝင်တော့ဘူးအဲ့လိုလည်းမပြောတော့ဘူးခေါင်းဆောက်ချားတွေဖြစ်လာတယ်နောက်ကြတော့သူမနေနိုင်တော့ဘူးရဲစခန်းမှာသွားပြီးတော့ကိုယ်တိုင်ပဲဝန်ခံလိုက်ရတယ်ပေါ့အဲ့ဒီအမျိုးသမီးတွေကိုအတ္တမပြုကျင့်ပြီးတော့လက်စာဖြောက်ခဲ့တဲ့အကြောင်းကိုသူကိုယ်တိုင်ပဲဝန်ခံပြီးတော့အဖမ်းခံလိုက်တယ် အဲ့ဒါဘာလဲဆိုအတ္တနုဝါဒပေးဘယ်သူမှမသိပေမဲ့ကိုကိုကိုအတိဆုံးဒါကြောင့်သူများကလူတော်လူကောင်းပါလို့ဘလောက်ပဲဆိုင်းပုတ်တွေတက်တက်ကိုယုံမာတာကိုပဲအတိဆုံးကိုဆိုးတာကိုပဲအတိဆုံးသူများကသူတော်ကောင်းလို့တတ်မှတ်တိုင်းကိုကသူတော်ကောင်းဖြစ်သွားတာမဟုတ်ဘူးသူများကလူတော်လို့တမောက်တိုင်းကိုကလူတော်ဖြစ်သွားတာမဟုတ်ဘူး အဲ့ကြောင့်မကောင်းမှုတွေကတိတ်ကြောက်ဖို့ကောင်းတယ်နော်ဒါပေမဲ့ခုနကပြောခဲ့တဲ့အာဟိရိကအနတ္တပါအရှင်တရားအကြောက်တရားကင်းမဲ့တဲ့ပုဂ္ဂိုလ်မှာဒီလိုအသိဉာဏ်တွေဖြစ်မလာဘူးမဖြစ်လို့လဲမကောင်းမှုတွေကိုအာရပါရလုပ်ပြီးမကောင်းမှုတွေကိုအာရပါရပြောနေကြတာပဲလေဒီကောင်းပြီအဲ့ဒါကြောင့်မကောင်းမှုတွေကြောက်စရာကောင်းတယ်ဆိုတာနံပါတ်1အတ္တနုဝါဒဘေးကြောင့်ကြောက်ဖို့ကောင်းတယ်မိမိကိုယ်ကိုစွတ်စွတ်နေတယ် ။ဘာကြောင့်ဦးဇင်းတို့ဒီမှာစာတင်တိုက်တီထောင်ထားတယ်။တန်ခါတော့တထောင်ကျော်ရှိတယ်။စာတင်တိုက်ဆိုတော့ခင်အားလျော်စွာစာမှုပွဲတွေဝင်ဖြစ်ရတယ်။တော့တပည့်တွေကိုပြောရတယ်။တပည့်များဘွဲရဖို့အတွက်နဲ့မိမိရဲ့တီလောက်ကိုမဖြည့်ဆည်းနဲ့ဘွဲရဖို့အတွက်နဲ့မိမိရဲ့တီလောက်ကိုမဖြည့်ဆည်းနဲ့ဆိုတာကစာမှုပွဲခိုးမချနဲ့ခိုးမဖြစ်နဲ့လို့ပြောတာ။ အရေးမကြီးတဲ့ဒီ certificate စက္ကူလေးတရွက်ရဖို့အတွက်နဲ့တန်ဖိုးကြီးတဲ့ဒီနောက်ကိုမဖြည့်စီပါနဲ့မယိုးမသားတဲ့နီးနဲ့စာမွေးပွဲအောင်လာခဲ့ရင်ကိုအခန်းထဲမှာကိုခေါင်းရင်းမှာအဲ့ဒီအောင်လက်မကြီးကိုချိန်ထားမယ်အဲ့ဒီအောင်လက်မကိုမြင်တိုင်း ကိုကိုကိုဆွဆွနေလိုက်ပဲငါတခိုးအောင်လက်မကြီးကိုမြင်တိုင်းမြင်တိုင်းကိုရမကောင်းတဲ့လောက်ရိုက်ကိုတရိယာနေလိုက်မယ်တည်တဲ့အခါမှာငါဆောင်မှုပဲခိုးပြေခဲ့ပါလားဆိုတဲ့အတိတရဝင်လာခဲ့ရင် အပေကိုတန်းနေတော့မှာပဲဒါကြောင့်ဘာမှတန်ဖိုးမရှိအရေးမကြီးတဲ့စာရွက်ကလေးတရွက်အတွက်နဲ့တော့ဘဝတစ်ခုလုံးကိုတော့အဆုံးချုံးမခံလိုက်ကြနဲ့ဆိုပြီးတော့ဆုံးမရရတယ်ပေါ့ အတ္တနုဝါဒပေအဲ့ဒီအောင်လက်မကိုမြင်တိုင်းမြင်တိုင်းတကူငါတကူငါတကူလို့ကိုကကူဆွဆွနေတတ်တယ်အဲ့ဒါမျိုးတွေမလုံးချမ်းနဲ့လို့ဒီမှာဆုံးမဩဝါဒပေးထားတယ်ဤကောင်းပြီနောက်နံပါတ်2ပရာနုဝါဒပေတဲ့ပရာနုဝါဒပေဆိုတာ ကိုအကြောင်းကိုတိသွားတဲ့သူတွေကကိုကိုသမုတ်တော်မှာအဲ့ဒီကောင်လူယုံပါကြီးအဲ့ဒီကောင်တခိုးပဝန်းကျင်ကကိုကိုဆွဆွဲတော်မှာကဲတော်မှာအပုတ်ချတော်မှာအဲ့ဒါပရာနုဝါဒပေးခုနကပြောသလိုဆောင်မှုပွဲခိုးဖြည့်အောင်လာခဲ့ရင်ပဝန်းကျင်ကတိသွားရင်အဲ့ဒီဦးစင်းရထားတဲ့ဘွဲကခိုးလို့ရတဲ့ဘွဲပါကွာဆိုတော့ဘလောက်ချက်စရာကောင်းလဲ မကောင်းမှုတွေလုပ်ပြီးကြီးပွားချမ်းသာလာတဲ့ပုံကိုပဝန်းကျင်ကသိရင်ကြီးပွားမှာပေါ့သူကမကောင်းမှုဒုစရိုက်တွေလုပ်ပြီးကြီးပွားနေတာလေဆိုရင်ဘယ်လောက်ချက်စရာကောင်းတော့နော်ကိုချမ်းသာတဲ့အပေါ်မှာမခံစားနိုင်တော့ဘူးပဝန်းကျင်မှာခေါင်းမဖော်နိုင်ဘူးမျက်နှာမပြရဲဘူးအဲ့ဒီလူကအစဉ်ပြေမှာပေါ့ခိုးထားတာကိုဆိုတာမျိုးဘယ်ကောင်းတော့မလဲဒါကြောင့်ဦးဇင်းတို့ပရဏုဝါဒပြီးမကောင်းမှုလုပ်ရင်တိတ်ကြောက်ဖို့ကောင်းတယ် နံပါတ်၁မိမိကိုယ်ကိုအရင်ဆုံးအပြစ်တင်မယ်။နံပါတ်၂ပတ်ဝန်းကျင်ရဲ့အပြစ်တင်မှုကိုခံရမယ်။ဒါမကောင်းမှုတွေကြောက်စရာကောင်းမှုကိုပြောပြတာ။အသိဉာဏ်နဲ့ငမိုက်သားတွေကတော့မကောင်းမှုကိုကြောက်စရာကောင်းတယ်လို့မထင်ဘူး။ဒါကြောင့်လဲအားရပါရလုပ်နေကြတာပဲပေါ့။နောက်နံပါတ်၃ဒန္တဘေးလို့ခေါ်တယ်။ဒန္တဘေးဆိုတာကဥပဒေအရအရေးယူခံရတာ။ ကိုယ့်ရဲ့မကောင်းမှုလုပ်ရက်တွေကပေါ်သွားတဲ့တနေ့ကျရင်ဥပဒေအရအေးယူခံရတာပဲ။သူများဥစ္စာကိုခိုးလို့ပိုင်ရှင်ကမိသွားရင်အစဲခံရမယ်အရိုက်ခံရမယ်အထုခံရမယ်ဥပဒေအရအေးယူခံရမယ်။သူများအသက်ကိုတတ်တဲ့ပုဂ္ဂိုလ်မိသွားခရင်ဝိုင်းပြီးတော့အသက်ခံရမယ်။ဦးဇင်းတို့ ငယ်ငယ်တုန်းကခလေးဘွားတုန်းကတွေ့ဘူးတယ်ရက်ွက်ထဲမှာတခိုးတယောက်အိမ်ကိုဖောက်ဝင်ခိုးတော့အိမ်ရှင်ကနိုးပြီးတော့ပဝန်းကျင်ကိုအတိပေးလိုက်တော့ရက်ွက်ထဲကဝိုင်းဖန်လိုက်တာတခိုးမိသွားတယ်အဲ့တခိုးကိုမလုပ်တလဲဆိုတော့ဓာတ်တိုင်မှာရက်ွက်ထိုက်ကဓာတ်တိုင်မှာကျိုးနဲ့တုတ်ပြီးတော့ခဲရင်နဲ့ဝိုင်းပောက်ကြတာမြင်ဘူးတယ်ခလေးဘွားတော့က စိတ်ထဲမှာတော်တော်တနာသွားတယ်တကူနော်သူများအိမ်ကိုဝင်ခိုးတယ်တကူမကောင်းမှုလုပ်တယ်ဒါပေမဲ့ရက်ွက်ကသူ့ကိုကျိုးနဲ့တုတ်ပြီးတော့ပြစ်ဒဏ်ပေးတာပေါ့နော်ခဲတွေနဲ့ဝိုင်းပုတ်ကြတာတကူစိတ်ထဲမှာတော်တော်တနာခဲ့မှုတယ်အဲ့ကလေးဘွားလုံးကဒီပြောချင်တာကဘာလဲဆိုတော့ဒန္တပေးနော်ကိုယ့်ရဲ့မကောင်းမှုလုပ်ရက်ကိုပေါ်သွားတဲ့အခါမှာ အနစ်ဆက်ခံရတယ်အဖမ်းဆီးခံရတယ်အရေးယူခံရတယ်အဲ့ဒါကိုဒန္တဘေးလို့ခေါ်တယ်ပေါ့နောက်နံပါတ်၄ဒုက္ကတိဘေးပြီးခါနီးမှာမိမိလုတ်ခဲတဲ့ပုံလေးတွေကရုပ်ကျင်ကြည့်လို့မျိုးတကွက်ချင်းတကွက်ချင်းပြန်ပေါ်လာတတ်တယ်ကိုခိုးခဲ့တာတွေကိုဆဲခဲ့တာတွေသူများကိုဒုက္ခပေးခဲ့တာတွေကကွက်ကွက်ကွင်းကွင်းကိုပေါ်တော့တာပဲ အဲ့ဒီမှာစိတ်နှလုံးမသားမရာတွေဖြစ်စိတ်မချမ်းမသာတာတွေဖြစ်ပြီးတော့နေတဲ့အခါမှာငရဲတရိစံပိတ်တာဘဝတန်းနေတော့တာပဲအပယ်လေးပုံရောက်ရတယ်ဒုက္ခတိပေအဲ့တော့မကောင်းမှုတွေဟာကြောက်စရာကောင်းတယ်ဆိုတာအဲ့လိုဘေးလေးမျိုးနဲ့ကြုံရမှာမို့လို့မကောင်းမှုတွေဟာကြောက်စရာကောင်းတယ်လို့ပြောတာဒါပေမဲ့ခုနကပြောသလိုအနတ္တပအကြောက်တရားကင်းတဲ့သူဟာအဲ့ဒီဘေးလေးမျိုးကိုမမြင်ဘူး မမြင်လို့လည်းမကောင်းမှုတွေကိုအားရပါးရလှုပ်တာပဲလေဦးဇင်းတို့တောင်မြို့မှာကနေဆရာတို့ကြီးကမိန့်ထားတာရှိတယ်အေးတချို့လူလောကမှာအလွန်လူဘာဝတဲ့သူတွေရှိတယ်အလွန်လူလဲပုံကိုယ်တွေရှိတယ်အဲ့ဒီလူဘာဝလူလိန်လူလဲတွေဟာနံပါတ်1နံပါတ်2နံပါတ်3မိမိကိုယ်ကိုဆွဆဲမှုကြော်လွားနိုင်တယ်သူများ အကဲရဲ့ခံရမှုကိုကြော်လာနိုင်တယ်။နံပါတ်3ဥပဒေအရအရေးယူမခံရအောင်ကြော်လောသွားနိုင်တယ်ဆိုပါစို့။တချို့အလွန်လဲတဲ့လူတွေရှိတယ်လေ။မကောင်းမှုတွေလုပ်ပြီးမဲ့အလွန်ပြည့်ကြီးတဲ့အခါမှာဥပဒေအရလည်းအရေးယူလို့မရ။ပုံမွန်ချင်းကလည်းသူ့ကိုလက်ဘူးလက်ကျန်မတွေ့ရတော့ကဲရဲ့အပုတ်ချဖို့လည်းမဖြစ်နိုင်။အဲ့တော့မိမိကိုယ်ကိုယ်လည်းမောဟတွေအလွန်အားကြီးတော့အပြစ်လို့မမြင်။ အဲ့တော့အလုံးလူပေါင်းဝတဲ့လူလိန်တချို့ဟာဘေးလေးမျိုးထဲမှာနံပါတ်1နံပါတ်2နံပါတ်3ဘေးကိုကျော်လွှမ်းသွားနိုင်ပြီမဲ့တဲ့နံပါတ်4ဒုက္ခတိဘေးကိုတော့ကျော်လွှမ်းလို့မရပါဘူးစောစောတုန်းကပြောခဲ့တယ်လို့ပဝန်းကျင်ကမတိပြီမဲ့ကိုကကိုအတိဆုံးအဲ့တော့တေခါနီးကြရင်ဘလောက်ပဲလဲလဲနော် ကဘာပတ်ပြီးတော့လိန်လာတဲ့ပုံကိုဖြစ်ပါစေအောင်မိမိမကောင်းမှုလောက်ရက်တွေကအကုန်ပြန်ပေါ်တော့တာပဲတေခါနီးမှာရုပ်ရှင်ကြည့်ရတော့တကွက်ချင်းတကွက်ချင်းပေါ်လာလိမ့်မယ်စာထဲမှာဥပမာပေးတယ်နေဝင်တဲ့အခါတောင်ဆွေမှာနေွယ်တဲ့အခါနေဝင်တဲ့အခါနေကတောင်ကိုထိုးတော့တောင်ရိပ်ကြီးတွေကထင်းကနေပေါ်နေတယ် ညနေဆောင်မှာနော်တောင်ရက်ရိတ်တရာထင်းနေတယ်အဲ့တိုင်းပဲကိုလုတ်ခဲတဲ့အကုတ္တပုံရိတ်တွေကထင်းလာပဲနေဝင်ကနီးမှာတောင်ရိတ်တွေထင်းတယ်လို့ဘဝတစ်ခုနေကုန်းချုပ်ခါနီးမှာအဲ့ဒီမကောင်းမှုအကုတ္တပုံရိတ်တွေဟာပေါ်လာမယ်အဲ့ဒါတွေကိုပြန်ပြီးမြင်အောင်နေတဲ့အတွက်ကြောင့်စိတ်မချမ်းမသာဖြစ်ပြီးတော့အပယ်ပုံကိုတွားရမှာပဲဒါကြောင့် လည်လာပါတယ်ဆိုတဲ့လူလည်တွေဟာလဲဒုက္ခတိဘေးကိုတော့မကျော်လွှားနိုင်ပါဘူးเนาะအေးကောင်းပြီအဲ့ဒါကြောင့်မကောင်းမှုတွေဟာတကယ်တော့အလွန်ကြောက်စရာကောင်းပါတယ်ဘေးလေးမျိုးကြုံရမှာပို့လို့ဒါပေမဲ့မောဟတွေအလွန်အားကြီးတဲ့နေတဲ့အခါမှာကြောက်စရာကောင်းတယ်လို့မမြင်ဘူးချက်စရာကောင်းတယ်လို့မမြင်ဘူး အာဟိရိကအနုတ္တပါတိကင်းနေတဲ့အခါနော်မောဟတွေကဖုံးအချက်တရားတွေကင်းအကြောက်တရားတွေကင်းအဲ့တော့မကောင်းမှုတွေကိုအာရပါရလုလုံယုံနေမကဘဲနဲ့အဲ့ဓာတွေကိုဂုံယူဝင်ကြွားနေကြသေးတယ်ငါဘယ်နှယောက်တတ်နိုင်လဲငါဘယ်နှယောက်ကိုဆဲနိုင်လဲငါလူဘယ်နှယောက်ကိုဒုက္ခပေးနိုင်လဲဆိုတာဒုက္ခပေးနိုင်တဲ့အပေါ်မှာဂုံယူတယ်နှင်းဆဲနိုင်တဲ့အပေါ်မှာဂုံယူတယ်ဆဲနိုင်တဲ့အပေါ်မှာဂုံယူတယ်ခိုးရတာကိုဂုံယူတယ် ဒါလူမိုက်တွေနော်တရားခံသည်ဘာလို့လဲလို့မင်းအဲ့ဒီမောဟတို့အဟိရိကအနတ္တပါလို့ခေါ်တဲ့မတိမှုတွေအချက်တရားကင်းမဲ့မှုတွေအကြောက်တရားကင်းမဲ့မှုတွေဖြစ်တယ်ပေါ့ဒီဒါကြောင့်ဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးမကောင်းမှုတွေဆိုတာအလွန်ကြောက်စရာကောင်းတယ်လို့နားလေသဘောပေါက်ကြရမှာဖြစ်တယ်အကြောက်တရားကင်းမဲ့တဲ့သူကတော့ မကောင်းမှုတွေကိုအာရပါရလုပ်ပြကြမှာဖြစ်တယ်မိမိတို့လည်းပဲအကယ်၍အချက်တရားအကြောက်တရားကင်းမဲ့တဲ့တနေ့ကြရင်မကောင်းမှုတွေကိုလုပ်နိုင်တယ်လို့နားနဲ့သဘောပေါက်ပြီးတော့အဟိရိကအနုတ္တပတရားတွေမိမိတဏ္ဍမှာမဖြစ်ရအောင်သူ့ရဲ့စန့်ကျင်ဘက်အချက်တရားအကြောက်တရားတွေကင်းဝဲအောင်ကြိုးစားအထောက်ပြီးတော့မြစ်စွာဘုရားအဆုံးမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပို့နိုင်တဲ့အမျိုးကောင်းသားမျိုးကောင်းသူများဖြစ်အောင် ကိုစီကိုစီစူးစမ်းအထောက်နိုင်ကြပါစေကုန်သတည်းအာမင်